ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့တပံ audio book channel ကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးဆရာကိုခေရေးသားထားတဲ့ဝိပစ္ဆယာတိဆိုတဲ့ဇာတ်လမ်းရဲ့အစအဆုံးတင်ဆက်ပေးမှာဖြစ်ပါရှင်။ဇာတ်လမ်းမစတင်ခင်မှာကျမတို့ channel လေးကို like နဲ့ subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။ဂရီတီဗီတက်စာရှိပါ။စကားတန်ကနားစီရဲမှာအခမလက်လာရနေပါတယ်။ဒီစကားက ဘိုးစင်ပေါက်ဆက်အမွေပေးခဲ့တဲ့စကားပါပဲရိုးသွေးချက်စီတဲ့ဒီဆွဲတင်ခဲ့တဲ့စကားစိတ်အပေါင်ပါ၍လေလွင့်မယ်ဆိုရင်တော့တိုးညံ့ညံ့သာကြားမယ်အတန်စိတ်နောက်ကိုပါရွက်လက်မြင်ပြင်းတိုင်းနားဝမှာကြားရတဲ့သတိပေးတန်အခုကြားရကလေးကတန်ဆင်တစ်မျိုးဖြစ်နေပါတယ်ခါတိုင်းကြားရတာကကို့သတိပေးတန်အမိတ်ပေးတန်အခုတော့ဒီလိုမဟုတ် အားရကျေနပ်နေတန်ရင်ကောင်းထဲမှာလှိုက်လဲကြွေးကြော်တန်ရင်ထဲရလာတဲ့လှိုင်းတွေက ရှင်ချိုပို့လိုက်နေပါတယ်။ဂရီတည်ပြီးတစ္ဆာရှိရဲ့လို့ကျွေးကြော်နေတဲ့အတန်တွေ။ညီလေးအဲ့လိုမပြောဘူးလား။ကိုတင်ဆိုကခတ်တူတူမေးလိုက်ပါတယ်။အင်းဟုတာခတ်တူတူပြန်ဖြေပြီးတစ်ဖက်ဆောင်းပြီးငိမ့်နေလိုက်ပါတယ်။ခဏနေရောကိုတင်ဆိုဟောက်တန်ကထွက်လာပါတယ်။နားထဲမှာအတန်တွေပြန်ကြားလာပြန်ပါတယ်။တက်ဆက်တဲ့အိတ်ထဲကိုဆန်းလိုက်ပါတယ်။ရှောင်းရင်နဲ့ထည့်ထားတဲ့ပလင်းတွေကခိုးလို့ခုလူဖြစ်နေပါတယ်။ ပလင်းတွေထဲမှာဂရီတွေရှိတယ်၊တစ္ဆာတွေရှိတယ်၊ဂုံတိတ်ခါတွေရှိနေတယ်။အဲ့ဒီပလင်းတွေပျောက်သွားလို့ကမဖြစ်မနှက်ပြန်ဟာလဲပလင်းတွေထဲမှာသာ ရှိနေရမဟုတ်လား။အပြန်ခီးအတွက်မနှက်အစုံစုံနိုးနေသူမှသူ။တဲ့ကိုပြန်ချင်နေပြီလားကွာ။အလုံးလုံးနေရောလဲဘာမှသတိမရသလိုပဲ။အခုတော့လဲအိမ်ကိုချက်ချင်းပြန်ပြီးတော့မယ့်ပုံပဲ။ပြန်ချင်တာပေါ့ဗျာ။အခုချက်ချင်းတော့ရောက်ချင်နေရ။မင်းတော့မရိုးတော့ဘူးထင်နေ။ ိတ်စာတန်းရိုက်တော့မလားကွမဟုတ်ပါအောင်အကိုတို့ရာကျွန်တော်အเจ้าနဲ့ကျွန်တော်ပါအလာတော့ကတော့မျော်လင့်ချက်အိမ်မက်တွေနဲ့မို့တောင်တွေကိုမြင့်နေမထင်ခင်တောတွေကိုလည်းနက်တယ်လို့မထင်ခင်အပြန်ခီးမှလည်းဝမ်းသာစိတ်ကြောင့်ပတ်ဝန်းကျင် ကိုဂရုမထားနိုင်ပြန်ကိုဘော့ကဝင်ထုပ်တွေကိုလည်းလေးရလို့မထင်ရသူတို့အလုံးအိမ်မက်တွေအကောင့်ထဲပေါနိုင်တော့မှလိသူတို့အလုံးဒီအလုပ်ကိုအများကြီးလုပ်ဖို့ခဲ့ပါပြီတင်မွေးလည်းရှာခဲ့ဘူးတဲ့ ရှမ်းယုံမတကြောသူတို့အလျားလိုက်တင်မွေးမုတ်ဆိုလိုက်ခဲ့ဘူးကြတယ်။အလင်းကြောက်ဆိုတော့လေတောင်ချီတကြောအမောချီအားထက်ခဲ့ကြပြီးပြီ။လူတိုင်းမှာအိမ်မက်တွေရှိကြတာမို့အိမ်မက်တွေကိုအရာထင်မို့စွန့်စားနေကြတာပါပဲ။သူတို့တွေရှောက်တော့လန်းကတော့တူကြတယ်။ဖြက်လန်းကမှရွေးချောက်နေကြသူများလည်းဖြစ်ပါတယ်။ဖြက်လန်းဆိုတော့လေခက်ခဲကြမ်းတဲ့ဒီကဓမ္မတောင်။သူတို့အခုရှောက်လာတဲ့လန်းကဖြက်လန်းပင်မဲ့ ူတို့အခါများစွာရှာဖူးခဲ့တော်လမ်းဖြစ်ပါတယ်။ရွှေရွှေရွှေရှာတဲ့လမ်းရှာဖူးတော်လမ်းဆိုတော့လေအခုလမ်းကလမ်းတဲ့ဘယ်သူမှမသွားဘူးတော်လမ်းစွန့်ပြီးတော့အစ်စ်ဖောက်ခဲ့တဲ့လမ်းတောင်လေးငါးလုံးကိုကြော်ပြီးမှ ရောက်ရတဲ့နေရာကန့်အားလျော်စွာသူတို့ရွေးမှန်ခဲ့ပါတယ်။မမျော်လင့်လောက်အောင်အကျိုးခံစားခဲ့ရပါတယ်။သူတို့ထဲမှာသူကကန့်အထူးဆုံးယာယီတဲထုကိုမြေတူရင်အတုံးခဲ့ရခဲ့တယ်။ အိတ်နဲ့တွေကိုဝယ်နှံလောက်အောင်မများပေမဲ့ဂရီတီဘူတစ္ဆာရှိဘူးတော့လုံလောက်ပါတယ်။သူနှစ်ပေါင်းများစွာစောင့်နေကြတဲ့ပမာဏပဲလေ။ဘာလို့ဒီလောက်အလောရကြီးပြန်ချင်ရလဲကွာ။နန်းနားနေစင်းကြတာပေါ့။တိတ်ကိုအမြန်ဆုံးရောက်ချင်လို့ပါဗျာ။အရင်ရင်အခောက်တွေတော့အိမ်သာပြန်ရတာမပြန်ချင်းပြန်ချင်းပြန်ရတာချီးပဲ။ဒီတစ်ခေါက်သာလူလိုလားပြန်ချင်တာ။အားလုံးကနားလဲစွာပြန်ပြောကြတော့သူတို့တွေလည်းခြေလန်းတွေကတော့ မသိမသာတွက်နေကြတာပါပဲလေတောင်တက်တောင်ဆင်းလုံနေပေမဲ့သူစိတ်ကအိမ်ကိုပြန်ရောက်နေပါတယ်အိမ်ဆိုတာထက်သူတို့လေခွေးနဲ့ကိုပြန်ရောက်နေပါတယ်ငါပြောပင်အောင်ကြတဲ့ကသူတို့တဲတဲပြီက အုံညီနောင်တဲရှိမနီမဝေးကစမ်းပေါက်ကလေးအရှိအနောက်တခေါ်လောက်စီဝေးတဲ့လေကွက်တွေလေကန်သိန်းတွေပေါ်ကဈေးပင်အုပ်တွေတရက်ပင်မြင့်မြင့်ကြီးတွေအကျွေးနဲ့အထားရတဲ့မြေးကွာ ဒိုးနာမည်နဲ့စရင်ပေါက်ပင်မဲ့တကယ်တော့ဒိုးဟာသူရင်ငှားတွေပါပဲကွာအဖေရှင်းများတော့ရုတ်တရက်နားမလဲအဖိုးဆုံးသွားကလေးကအဖြစ်ပြက်ကို အဖေကပြောပြပါတယ်အဖိုးဆုံးနောက်ခါလဲရုတ်တရက်ကြီးအဖိုးအလောင်းမြေကြပြီးဘယ်တော့ကအဖိုးယူခဲ့မှမသိရဲ့အကျွေးစင်းရရောက်လာပါတယ်အကျွေးရဲ့အတွက်တတိယဒီလေခွင် အဖိုးကဂရိတိသူတစ္ဆာရှိသူ အဖိုးရဲ့တောင်းအဖေကလည်းအဖေတူသားပါပဲ အဖေဂရီတည်ခဲ့တယ်ဆိုတာလေလဲရင်ယူလိုက်ပါလို့ပေးခဲ့တယ်။ဘယ်တော့ကဘာအတွက်ဘလောက်ယူကမှမသိရဲ့အကျွေးကိုဘာမှမသိပဲလဲရီအသိခံလိုက်ရတာပေါ့နော်အဖေ။အဖေကခက်ဝေးကိုငေးရင်စကားကိုခက်လေးလေးပြောပါတယ်။ဂရီကဂရီကအရေးကြီးရဲ့ဂရီတည်ရမယ်။အဖေတို့တသက်လုံးစောင့်ထင်းလာတာကွာ။တည်သွားတဲ့ဂရီကိုငါတည်အောင်လှုပ်ပေးရမယ်။အဖေတောင်ဝင်ကိုတစ္ဆာရှိယူရဲရမယ်။ ်အဖေကအကျွေးရှင်ကိုကျေးဇူးစကားလေးပြောပါတယ်။လယ်တွေကိုဆက်လုပ်ခွင့်ပေးထားတဲ့ကျေးဇူးဖြင့်အကျွေးရှင်ကိုအပြစ်မမြင်တော့ဥပိုင်စင်းရဲ့မှာအဖေနာမည်မပြတ်သေးတာကိုပဲအကျေနဲ့ကြီးကျေနဲ့နေပါတယ်။ကျေနဲ့မက်တာကျေနဲ့နေပါတယ်။ဒီမြေပေါ်မှာအဖေဆိုက်ချင်တာဆိုက်ခွင့်ရတာမဟုတ်။မြေရှင်ဆိုက်ခိုင်းတော့စဘာတိနန်တို့ကိုသာဆိုက်ရပါတယ်။အထွတ်မကောင်းတဲ့တိလျက်ကောက်ကြီးစဘာကိုဆိုက်ပေးရပါတယ်။ဆိုက်ရရလာတဲ့စဘာကိုလည်းကိုစားရတာမဟုတ်။ ပြောင်းလေးဆိုင်အောင်ပဲလေးဆိုင်အောင်နဲ့ဝင်ငွေကောင်းမဲ့အသီးနှံများကိုမျက်များဆိုင်ခွင့်မရစိုက်သမျှရတော့လေပြန်စွန်ကျဲတာလေးပဲစားရပါတယ်ငရုတ်ဆေးကောင်းမိပြီးအထွက်ကောင်းရင်အီမီကိုပြန်ရွေးနိုင်စရာရှိတော့လေငရုတ်ကိုဖြစ်ဖြစ်မျက်များမဆိုင်ခဲ့ရမပိုင်တဲ့မြေကြီးမှာလွတ်လွတ်လပ်လပ်လောက်ခွင့်မရရဲ့လက်မြေထဲမှာ အဖေလည်းပျော်ပုံမရစိတ်ချမ်းသာပုံမရကာလတော့အတော်ကြာခဲ့ပြီလေဒီမြေပေါ်မှာတူးတဲ့တော့မျောလင်းချက်ကလေးနဲ့သာ အဖေဖတ်သွင်းနေပုံရပါတယ်။မြေပါရှင်အစ်စ်ကခမည်းတော်ပါခမည်းတော်ပြန်ရွေးနိုင်တဲ့နေ့ခမည်းတော်လည်းခမည်းတော်ပြန်ယူပါဒါအောင်ဂတိလိုမှတ်ထားပါဒီလိုပဲမရွေးနိုင်ခင်ဆက်ကြမှာတစ္ဆာလေးရှိပါအားလုံးအဖြစ်မှန်ကိုသိခဲ့ပြီးနောက်ဒီလယ်ရွေတဲ့နေထိုင်ရတာကို စိတ်မတန့်တော့ပါဒီမြေကို မချစ်တာတော့မဟုတ်မမှန်ဆက်ဆက်မျက်နှိုးတာကအမှန်အဖေကဆို ထုံမပြောတော့လေမျက်နှာကအရှင်းသာပေါ်နေပါတယ်လဲပြန်ရွေးနိုင်ရင် ိတ်တဆတာဖြစ်နေပုံရပါတယ်။အဖေမျက်နာကကွဲလွန်သူအဖိုးကိုမြေတွေပြန်ရေးပေးဖို့ဂရီပေးထားပုံရပါတယ်။အဖိုးကမတောင်းမဲအဖေအပေးပေးထားတဲ့ဂရီဖြစ်ပါတယ်။ဒီလိုပါပဲအဖေမတောင်းမဲအဖေကိုလည်းဂရီပေးထားပါတယ်။အဖေတော်မှထိုဂရီကိုသိချင်မှသိမယ်။ဒီမြေတွေကို ရွေးပြောင်ရွေးပေးရမယ်။ရွေးနံအောင်ကြိုးစားမယ်။ဂရီပါအဖေ။ဒီမြေဟာသားတို့ရွှေစင်မျိုးဆက်မှလွဲပြီးဘသူမှမပိုင်ရ။ဒါ တစ္ဆာတရားပါအဖေ။ဘာတွေစိတ်ကူးရင်မီရှောက်နေရလဲကွာ။စကားမပြောဘာမှပြောနဲ့။တောင်ချီတော့ရောက်ပြီ နေလဲပူပါကွာ။ဟုတ်ပါရဲ့အတွေ့ကောက်ကောက်နဲ့အမှုမဲ့အမတ်မဲ့ဆင်းလာလို့သာ သူ့တကုံလုံးချွေးနေနေပြီးနားကြရအောင်မဲ့အရင်မွာတာနဲ့အလုတ်ပင်ပန်းတာနဲ့ခရီးပန်းတာနဲ့သူတို့တွေနှုံးချနေကြပြီးသူတယောက်ပဲအိမ်ရောက်ချင်စောနဲ့မောရမှန်မသိခဲ့တာထင်ပါရဲ့ခရီးဆက်ထွက်တော့ နေကတတိတတာပူနေပြီ ပူတာမှာချစ်ချစ်တောင်းလေကလည်းမတိုက်တခါတလေမှာမျက်စိလေလာတော့လေကြောတစ်ခုလေသာရှိပါတယ်ပူလိုက်တဲ့ဖြစ်ချင်းအသားတွေကိုမိစကတ်ထားသလိုပူပါတယ်သူကတော့အသွေးတွေဆက်ဝင်နေရဲ့ပလင်းတွေနဲ့ရှုံအိမ်တွေကအခဲလေးတွေချပြလိုက်စဉ်ပြောင်းလဲသွားမယ်အဖေမျက်နှာမြင်အောင်ပါတယ်ပြီးတော့ဒစိမ့်လိုနေခဲ့ရတယ်ငပြောပင်တွေအုံးပင်တွေတရက်ပင်တွေကိုအပင်စစ်ဖက်ပြီးအဝနန်းပြစ်မယ် လေကွက်တွေတဲလူလင်းပြစ်လိုက်မယ်ပြီးတော့မှငါတို့လေငါတို့မြေလို့အကျယ်ကြီးမနာရန်អော်ပြစ်ရမယ်လမ်းလျှောက်ရင်ចောင်းနေစဉ်ကနေတိုင်းဆိုရတော့တချင်းတစ်ပိုင်းတစ်ဆကဝင်လာပါတယ်ဒါတို့ပြေတာတို့မြေတို့ပိုင်နေမြေဒီအပိုက်ကိုပဲထက်တယ်လေဆိုလိုက်မိပါတယ်တကယ်ကိုအားရီနဲ့ဆိုနေမိခြင်းဘလောက်လေးနဲ့တဲ့စာသားတွေပါလေဒီစာသားတွေရဲ့အသိနဲ့ကို တစ်ခါမှအခုလောက်မတွေးမိခဲ့အခုလိုတိတိကျမခန့်စားဘူးခဲ့ထက်ခါထက်ခါဆက်ပြီးစုံမိပြန်ပါတယ်နေဘူးရတဲ့အထဲမင်းရတချင်းအောင်စို့လို့အပူတံမင်းအောင်လို့ပေါ့ဗျာအခုလိုရေရှိသေးလားဗျမရှိတော့ဘူးကွာခုတင်တောက်လိုက်လို့ကုန်သွားပြီမင်းရေဘူးရှိသေးရပဲဆိုပြီးတောက်လိုက်ကြတာဒါမှခတ်တာပဲကျွန်တော်လည်းရေဖြည့်ဖို့မေးလာတာတဲတလုံးအစ်မဝင်တောက်ကြတာပေါ့ကွာ ကဲဆက်လိုက်ကြအောင်ဆိုရေမရှိတော့မှရေရပုံငတ်လာတယ်။ရှေခီမြှောက်ကြည့်လိုက်တော့တကယ်ကွင်းခေါင်ခေါင်ကြီးနားစရာတက်ပင်ကြိတ်ပင်မမြင်ရ။တက်ရရမယ်ကွင်းဆောင်လန်းကြည့်တော့နှမလာဝေးသေးပါတယ်။ကွင်းထဲမှာတော့နေအချိန်နဲ့တန်လျက်တွေထနေရဲ့။ရေပြင်းလိုပါပဲ။ရေပြင်းဖြစ်ရင်ဘယ်တော့ကောင်းလိုက်မလဲ။တန်လျက်ပင်အစုံအဝေးကတော့ရဲ့အဝင်မှာတဲလေးတလုံးတွေးလိုက်ရပါတယ်။ရေရေရေတော့တောက်ရမှာပဲ။ သူတို့သွားရမယ်လမ်းကအဲ့ဒီတဲစီမရောက်တဲစီတက်တက်သွားရမယ်ရေပြည်တနာကြောင့်သူတို့တဲစီဥတီသွားကြတယ်ရောက်ချင်စောနဲ့ခရောင်းတော်တွေကဖြတ်ကြရေးတန်လျက်တွေကြောင့်မျက်လုံးတွေပြလာတယ်နှစ်ဖူးကချွေးဆက်တွေကမျက်လုံးနဲ့စည်းဝင်လာတယ်ပခုံးပေါ်ကအထန်းတွေကလည်းပိုလေးလာသလိုခန့်စားရတယ်မြေကအပူမိုးကအပူအပူအိုးကြီးရဲ့လမ်းလျှောက်နေကြပါတယ်ဘဝတခြားအဲ့ဒီအချိန်လောက်ပင်ပန်းတာမကြုံဘူးခဲ့ ခြေလန်းနှန်းဟာလေးလံလုံးလာပါတယ်။ရေရေရေကြီးတပေါက်တောက်ရမှာအားပြည့်လာမှာတဲ့ကိုမရောက်သေးဘူးလား။ရှောက်ချင်ပါတယ်ဆိုမှခီးရဝေးလိုက်တာအာကောင်တွေလည်းခြောက်နေပြီးနှက်ခမ်းတွေကလည်းကွဲအပ်လူလူသရေဆွစရာပဲမရှိချင်တော့တဲ့ကိုရောက်ရင်တောက်ရမယ့်ရေတစ်ခွက်ဘာနဲ့လဲရလဲရလဲလိုက်မယ်။မောဟိုက်လာပေမဲ့တဲနဲ့နီးလေခြေလန်းတွေကတွက်လာလေလေ။ရေကတော့ပုံငတ်လာပါတယ်။နောက်ဆုံးတော့ တဲစီရောက်လာပါတယ်။တဲနာရောက်တော့မှပုံမောသွားသလိုခံစားရတယ်။တဲတကောက်ပိတ်ထားရင်လူရဲ့လူချင်းမမြင်ရလူမရှိကြတော့ဘူးလား။တဲရှင်တို့လူမရှိကြဘူးလားဗျာ။တောက်ရီလေးတစ်ခွက်တော့တိုက်ကြပါ။တဲတွင်ကဘာတမမကြရကိုတင်စုကထပ်ပြောပြန်ပါတယ်။ရေတအားငတ်လာလို့ပါဗျာရေတောက်ချင်လို့ပါ။ဒီတခါတော့တဲတွင်မှလှုပ်ရှားတန်ကြရတယ်။သူတို့အလုံးမျက်နှာဝင်းလာကြတယ်။ ရေအုပ်ဖုံးဖွင့်ပြီးရေခတ်တန်လဲကြားလိုက်ရတယ်။သူတို့အလုံးမျောလင့်နေရဲ့ရေရေရေသူတို့အခုတောက်ရတော့မယ်မျောလင့်တဲ့ကြီးတဲတကောက်ကြည့်နေမိပါတယ်။တကားမမပွင့်မဲကဲလာလီလာလှုပ်လာပါတယ်။ကဲလာခါဟလီမာရေခွက်နဲ့လက်တစ်ဖက်ထွက်လာပါတယ်။ညီလေးမင်းရင်ဆောင်တောက်ကွာရေခွက်စီအငမ်းမြတိုးသွားလိုက်တယ်။ခွက်ထဲမှာဘောင်းမင်ခတ်နေရဲ့ရေတွေကရွှေထက်တောက်ပနေသလိုပါပဲ။ ရေခွက်ကိုလှမ်းယူလိုက်တော့ဒုက္ကလုံးသွေးတွေရက်သွားတယ်။ရေခွက်ကန်းထားတဲ့တပတ်တဲ့တော့လက်ကြီးလက်ချောင်းတွေကအတူတွေသွေးစပြီးစတွေကလည်းပေးရီလိုညှန့်ထားတဲ့ရေခွက်ကိုင်းမှလည်းသွေးစတွေရှင်းကောင်သုံးလေးကောင်ကလက်ပေါ်မှာဝဲနေပါတယ်။ယူမီပြီးသားရေခွက်ကိုဘယ်လိုလုပ်ရမယ်မသိဘေးကလူတွေလှည့်ကြည့်တော့လေသူတို့အလုံးကြက်တီတင်နေကြပါတယ်။တယောက်မှမလို့ဘသူကမှလည်းဘာမှမပြောအာသာငန်းငန်းတောင်းတခဲ့ရတဲ့အချိန် ရေရေရေရပြီလေဘာလို့ကြမှာလဲရေတောက်ချင်လာပြီဆိုတောက်လိုက်ကြပါတော့လားတယောက်စီစီရေခွက်ကမ်းပြီးတော့အလုံးကခေါင်းရမ်းကြပါတယ်သူကတောက်လိုက်ရမလားဟင်အင်းရေတွေကိုခလလန်းစီပတ်ပစ်လိုက်ပါတယ်ပြတ်မြုပ်သေးရဲ့လက်ကြီးရဲ့ရေခွက်ပြန်ပေးလိုက်တယ်ထူးထူးခြားခြားဂရဲမှလည်းအရေတွေပြုတ်လာတယ်သူတို့အလုံးနှုတ်မဆက်ပဲထွက်လာခဲ့ကြပါတယ်မမောနဲ့စကားပဲမပြောမိချာလမ်းခွဲကြတော့မှပဲ နှုတ်ဆက်စကားဆိုရပါတယ်။သူ့မြေအဆက်တောင်ရောက်ပြီပဲ။စမ်းရီပေါက်ကလည်းဘာမှမဝေးတော့မြေအဆက်ရောက်တော့အာရီကပြေးလာပါတယ်။ဒို့လေဒို့မြေဒို့ပိုင်နေမြေလေမျက်လုံးတွေကပိုကြည့်လာပါရဲ့။တဲဘေးကငပြောအုပ်စစင်းလေးကအမောဖြစ်ပေးနေသလိုလိုစမ်းပေါက်တွေဆင်ပြီးရေကိုတဝါတောက်လိုက်ပါရင်ပြီးတော့ခြေစည်းတဲ့လက်တွေစည်းတဲ့မျက်နှာတက်တဲ့အိတ်ချုပ်လေးကိုစမ်းရင်ခွန်အားတွေပိုတက်လာပါရဲ့။ ။အော်ငါတို့ပိုင်နေငါတို့မြေငါတို့လေငါတို့အပင်တွေပါလား။အမောတွေမရှိတော့အာသည်ခွန်သည်များပြည့်၍လမ်းဆန်းနေပါရဲ့။တဲစီကိုခတ်တွက်ဝင်ခဲ့ပါရဲ့။ရမ်ဘိုက အမီးနဲ့မီရောလာကြတယ်။အဖေနဲ့ညီညီမတွေမမြင်ရ။တဲထဲမှာအဖေတယောက်တည်းထိုင်ပြီးကြိုးကျင်နေပါရဲ့။ကြိုးတဲ့အောင်ရောက်နေ၍တဲထဲဝင်လာတာကို အဖေမမြင်။ဒဲပိုင်းတွေပေါက်ပြားတွေထမင်းအိုးတွေချလိုက်မှအဖေမြင်ပါရဲ့။ ဒီတစ်ခါအဆင်ပြေတဲ့အဖေအဖေရှိမှအိတ်ရှုံလေးကိုဖွင့်လိုက်တယ်။ပလင်းလေးတွေထုတ်ပြရင်စက်ကူနဲ့ထုတ်ထားသောအတုံးလေးကိုချပြရင်စကားနဲ့တဲ့အဖေမျက်နှာမှာအယောင်တွေလက်လာပါတယ်။ပလင်းတွေကိုကင်ကြည့်ရင်အတုံးလေးတွေကိုမြှောက်ကြည့်ရင်ဒီလောက်ဆိုရင်ကျွန်တော်တို့လေတွေကိုပြန်ရွေးနိုင်မှာပါ။ဟုတ်တယ်မဟုတ်လားအဖေ။အလောတကြီးပြောလိုက်မိတယ်။အဖေကတွေ့ရသွားတယ်။မျက်နှာလည်းအယောင်ပြောင်းသွားတယ်။မျက်လုံးထဲမှာလည်း အယောင်လက်လက်မရှိတော့မှားညွတ်ရိုက်တာတစားစားဝင်လာပါတယ်ဘလို့ဖြစ်တာလဲဘလို့ဖြစ်တာလဲအဖေအခုပေါက်ဆင်းနေဆိုရင်လေဖိုးမကရမှာပါ အဖေဘလို့ဖြစ်နေရလဲဝမ်းတာရမှာလीဝမ်းတာရမှာလေတွေပြန်ရတော့မှာကိုဝမ်းတာရမှာနောက်ကျသွားပြီကွာနောက်ကျသွားပြီသူတို့လေတွေကိုပြန်ရောက်ပြစ်လိုက်ပြီဟာဘယ်တော့ကလဲဘသူရောင်းလိုက်တာလဲကျွန်တော်တို့ယူထားတဲ့အကျိုးရပြန်ဆက်ပါစို့ လဲမတန်းဘူးဆိုအဖေမပြောဘူးလားဗျာအလောတကြီးပြန်ပြောပေမဲ့အဖေကခက်လေးလေးပြန်ဖြေပါတယ်မနေ့ကမှားလို့အဖေမျိုးသွားတယ်သူတို့လည်းတိတ်ကျက်တဲနေရနဲ့မောင်နှမချင်းကိုရမ်းလိုက်တယ်တဲ့ငါတို့ရိုးသားတာဂရိတရာတစ္ဆာရှိတာကိုသိလို့ဝဲတဲ့သူကလည်းဝဲလိုက်တာဝဲတယ်ဆိုပေမဲ့တို့ဝဲလေတွေဆက်လုပ်ပါတဲ့အရင်လိုဝဲပေါ့ကွာအရင်တိုင်းမဲ့ပေးဆရာရှိတာပေးရမှာပေါ့ မဟုတ်ဘူးဗျာမဟုတ်တယ်ယူလဲတို့ကျွန်တော်တို့ပဲပြန်ဝဲမယ်ဖေဒီလန်းဒီမြေဒီရေတွေအားလုံးကျွန်တော်တို့ပိုင်မယ်ဖြစ်ရမယ်ပြန်ဝဲမယ်ဖေဘယ်လိုလုပ်ပြန်ဝဲနိုင်မှာလဲကွာ သူတို့ရောင်းလိုက်တဲ့ဈေးကဒိုပေးရမယ်အကျိုးတဲ့ဆယ်ဆရှိရင်အခုလဲတွေပောက်တဲ့ဈေးကိုလည်းမင်းသိသားပဲကွာ ပောက်ဈေးရမှသူတို့ပြန်ရောင်းမှာပေါ့မင်းရှာလာတာနဲ့လဲတဲ့ဝဲလုံးဘယ်လိုရမှာလဲကွာ အခုတိုင်းပဲပြန်လို့ရမှာပဲမစိုးပါဘူး ဘာထူးလို့လဲအဖေရဲ့အရင်ကလည်းသူတို့ပိုင်တာပဲအခုလည်းသူတို့ပိုင်တာပဲမောင်နဲ့နှမနာမည်ပဲပြောင်းသွားကြရပါကျွန်တော်တို့ကြတော့ဂရိတီလို့တစ္ဆာရှိလို့တဲ့သူတို့ကြတော့ဘာမှလည်းဂရိအကျွေးပဲဆက်ပါပြန်မိမယ်ဆိုပြီးဂရိမတီးဘူးတစ္ဆာမရှိဘူးကျွန်တော်တို့ခန်းစားနေဦးမှာဘာမှမထူးပါဘူးအတူတူပါပဲအဖေအဖေကဘာမှမပြောငငန်ကြီးတာထိုင်နေပါတယ်ဒေါသနဲ့တက်ဆက်တဲ့ပြောလိုက်ရလာမသိအာခေါင်တွေချောက်လာတယ်ချွေးတွေကလည်းထွက်လာတယ် ခွန်အားတွေကလည်းရုတ်ချီပြောက်괴ကုန်နေရှင်ထဲမှာလည်းကရုံရင်ဖြစ်လာတဲ့အာသာတစ်ခုကိုစွစွရဲရဲမိုးတိတ်လာမိတဲ့ရေရေရင်ငတ်လာတယ်စကားဆက်မပြောဘဲစိတ်ပြက်လက်ပြက်နဲ့ရေအိုးစင်စီထထွားတယ်ရေခွက်နဲ့ရေအပြေးခတ်လိုက်ပါတယ်ရေတောက်မဲ့အပြူမှာလက်ကမရွေ့ပဲတွန့်သွားပါတယ်ရေခွက်ကိုကင်ထားတော့လက်ကကိုယ်လက်မဟုတ်အခြားတော့လက်တစ်ဖက်လက်ချောင်းတွေကအတူတူသွေးစပြိစတွေကလည်းပေရီလို့ ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလံလေးကတော့စာရေးဆရာကိုခေရေးသားထားတဲ့ဝိပစ္စယာတိဆိုတဲ့ဇလံလေးရဲ့အစားအဆုံးတင်ဆက်ပေးခဲ့ဖြစ်ပါလိမ့်ရှင်ဇလံလေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်နောက်နေ့တွေမှာလည်းဘယ်လိုဇလံလေးတွေကို တင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြပါအောင်နော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်